စွန့်လွတ်ခြင်းနဲ့ရယူခြင်းတခုကိုစွန့်လွတ်ပြီးတော့တခုကိုရတယ်အရာခသိန်းဟာတခုကိုစွန့်ပြီးတော့မှ နောက်တခုကိုရယူကြတာအဲ့ဒီလိုရယူတဲ့အခါမှာတန်ဖိုးခြင်းကြည့်ဖို့လိုအပ်တယ်ပေါ့ကိုစွန့်လွတ်လိုက်ရတဲ့တန်ဖိုးကများသလား ရလိုက်တာကများသလားအမြဲတမ်းစဉ်းစားပြီးတော့ကြည့်ဖို့လိုတယ်အမြဲတမ်းဆင်ခြင်သုံးသပ်ဖို့လိုတယ်လောကမှာလူတွေကပြောကြတယ်စွန့်လွတ်လဲရတာကတန်ဖိုးကြီးပြီးရလိုက်တာကနဲတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးနေတာတယ်လို့ဒီလိုပြောကြတာပေါ့လောကီဘက်ကပြောကြတယ်ဆုံးရှုံးနေတာတယ်ပေးလဲရတာအများကြီးရလိုက်တာနည်းနည်းလေး ဤတချို့ကြတော့ပေးလေရတာကနည်းနည်းလေးရလိုက်တာကအများကြီးဆိုရင်ဒီလိုရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေဘာပဲလုပ်လို့ဆွန့်လွတ်လိုက်ရတာနဲ့ရလိုက်တာဒီနှစ်ခုဟာအများရန်နှိုင်းရှင်ပြီးတော့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အဲ့လိုဆင်ញင်စဉ်းစားတဲ့အခါမှာလောကီအမြင်နဲ့လောကီအတွေးနဲ့ကြည့်မလား လောကီရဲ့ရှုထောင့်ကချိမလားသူတော်ကောင်းတွေရဲ့ရှုထောင့်ကချိမလားဆိုတော့ဒီကြည်တံနှစ်ခုရှိတယ်